ေအားလုံးပဲမင်္ဂလာပါနော်မြို့ကြီးအားလုံးပဲကေအားလုံးပဲဝင်လာခဲ့ပြီပါကျွန်တော်ကမာမြအားလုံးပဲဗျာနော်ကေမင်္ဂလာပါမြို့ကြီးအားလုံးပဲဗျာနော်ဒုနတိကတ္တ ရားလုံးပဲမင်္ဂလာပါเนาะမြို့ရားလုံးပဲဗျเนาะကရားလုံးပဲမင်္ဂလာရှိတဲ့ကျွန်တော်တို့မနက်ခင်းမနက်ပိုင်းတွေပါပဲဗျเนาะကရားလုံးမြန်မာပြည်တွေ့ပါတယ်ဆိုတော့ကျွန်တော်မိသားစုကိုမြန်မာပြည်လေအားလုံးလည်းဝင်လာခဲ့ပြီပါမယ်เนาะအားလုံးပဲကဲဒါတော့ကျွန်တော်ကိုမမအားလုံးပဲကျွန်တော်တို့ဒီမှာကနန်လေးကိုတစ်ချက်လေးကျွန်တော်တို့ကြည့်အောင်เนาะအခုမနက်ပိုင်းစီအတွက်ပေါ့เนาะတစ်ချက်လေးပြသပေးပါမယ် ကယ်ချက်လေးကြည့်ပါမယ်နော်ကိုမများလုံးပဲတဲ့ကျွန်တော်တို့ရဲ့စာယူမလဲဆိုတော့ကျွန်တော်ဒီမှာချက်ပြသားပေးမယ်ဆိုရင်ဟော်ဒီကတဲ့ကျွန်တော်ကိုမတွေအားလုံးပဲ86ဆိုရယ်ခွန်ထိတ်စီရဟော်ဒီက66ဆိုရယ်6ထိပ်စီရဒီခွာနှလုံးပေါင်းတစ်ချက်ကြည့်ပါဒီခွန်ဒီ6ပေါင်းချင်းဒီ3ပါတဲ့အဲ့ဒီ3ကိုဟောဒီက6နဲ့ပေါင်းချင်းဒီပါလို့ရလေကျွန်တော်ရင်မိသားစုကမှများတဲ့6လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကမှဒီတဲ့6 6ရဲ့ပါဝါ 4ဖြစ်လို့6 4ဒီ1ချင်းလို့ဖြစ်ပြီးပါဒါဆိုဒီ6 4 1ချင်းဒီဟာဒီမှာသူ့ပင်အောင်မှာ1ချင်းလို့ဖြစ်ပါ29တဲ့6ပိုင်6ဘတ်တီးဆိုပြီးတော့ထက်ကြပေးပါလေဒါဆိုမိသားစုကိုမှများအောင်မယ်ထပ်ပြီးတော့ကြည့်မယ်ဟောဒီက22ဆိုရယ်2ထိပ်စီးကိုဟောဒီက29ဆိုရယ်2ထိပ်စီးနဲ့တွားပါဒါဆိုရင်နှစ်ရဲ့နှစ်ရဲ့ခွာနှလုံးပေါင်းချင်းဒီက၄ဒီနှစ်ဒီနှစ်ပေါင်းချင်းဒီ၄ကိုတဲ့ဟောဒီကကျွန်တော်တို့6နဲ့ပါပေါင်း နှင်းနှင်း6ဆွဲ3လုံးပေါင်းခြင်းဒီ3ပါတဲ့3ရဲ့ပါဝါရှိဖြစ်လို့38ကလည်း1ချိန်ဒီဟာဒီမှာ38 1ချိန်ဆိုတာကြပေးရပါမယ်တဲ့။ဘာကြပေးလဲဆိုကျွန်တော်တို့ကုမာများတဲ့30နဲ့မှာ8ဆိုတော့3ပိုင်း8ပိုင်း38အတွဲလေးကျွန်တော်တို့ကြပေးပါလေတဲ့။မင်္ဂလာပါမိသားစုကုမာများအားလုံးပဲ။ကဲဝင်လာပြီဆိုရင်မင်္ဂလာပါလို့လက်မှတ်ထားပါ။လူသစ်ကုမာကြီးပါလာကဲမယ်ဆိုရင်လည်း လူသိလို့ပဲမှန်းသားပေးပါနော်ကေတာအသူပြောင်းမှာ29ဆွဲဒီကနှစ်ထိတ်ကိုဒီကကျွန်တော်ကမာဒီအော်ဒီမှာချက်ကြည့်ရမယ်နော်အ60 60ဒီ6ထိတ်စီကိုဒီက38ဆွဲ3ထိတ်နဲ့တွားပေါင်းဟလာဒီ6ဒီ3ခွာနှလုံးပေါင်းခြင်းဒီကကိုအဲ့ဒီ6ကိုဒီက8နဲ့တွားပေါင်းပါဟဲ့6ရေ3ရေ8ရေ3လုံးပေါင်းခြင်းဒီခွန်ပါတဲ့ခွန်ရဲ့ပါဝါနှစ်ဖြစ်လို့ ခွန်နှစ်ကဝမ်းကြီးပါတဲ့ဗမာကြပြီလေဆိုဟောဒီမှာကျွန်တော်တို့ခွန်နှစ်ဝမ်းကြီး81ဆိုတော့ခွန်ပိုင်ခွန်ပတ်တီထက်ကြပြီတဲ့ခွန်တလုံးပိုင်ပါတဲ့မိသားစုကမာတွေအားလုံးပဲဗျာနော်ကဲမြင်းနဲ့တွေ့တဲ့မိသားစုကမာတွေအားလုံးလေတခါရေတပါးတွေဝင်ကြည့်ပါတခါရေတပါးတွေဝင်ယူပါ နော်ဒီမနေ့ပိုင်းစီအားလုံးလေကဲပေါကနန်လေးတွေရာစီခြင်းနဲ့ပေါ့စီခြင်းနဲ့နော်ကိုမာများအားလုံးပဲဟလား ဒါဆိုကျွန်တော်မိသားစုကမှအားလုံးပဲဟာဒီမှာထပ်ကြည့်မယ်29နှစ်ထိပ်စီဒီက81ဆိုရယ်ခွန်တိတ်စီနဲ့တော့ပေါင်းဒီနှစ်ဒီခွန်ပေါင်းစင်းဒီကကိုအဲ့ဒီကိုကိုဟောဒီကတစ်နေပါပေါင်းပါလေနှစ်ရယ်ခွန်ရယ်တစ်ရယ်သုံးလုံးပေါင်းတုံညာတုံညာရယ်ပါဝါ9တုံညာ9ကဝမ်းချင်းနဲ့ဟောဒီမှာကြပြရမယ်တုံညာ9ဝမ်းချင်းမှာမိသားစုကမှအားလုံးပဲတဲ့90နဲ့မှ4.5ပိုင်း5ပတ်တိထပ်ကြပြပါလေ 90နဲ့မှ4ဆိုတာဖြစ်ပါလေ။ဒါဆိုရင်လေမိသားစုကမှဒီမန်နယ်ပိုင်းစည်းတဲ့ဘွမ်ချင်းလေးကိုတစ်ချက်ကြည့်ပါမယ်။ဟော်ဒီက30ချစ်စွဲ3ထိပ်စည်းပါလေ။ဒီက90လေး5ထိပ်စည်းနဲ့ပေါင်းပါ။ဒါဆိုရင်ဒီ3ဒီ5ပေါင်းချင်းဒီ8လို့ဖြစ်တာကို ဟော်ဒီက9နဲ့4နဲ့ထပ်ပေါင်း3 8 5စွဲ3လုံးပေါင်းချင်းဒီ2ပါလေ။ဟုတ်လား။ ဒါလုံးလုံးပေါင်းကြီးသည့်နှစ်ပါနှစ်ရဲ့ပါဝါခွန်ဖြစ်သည့်အတွက်ကြောင့်မလို့နှစ်ခွန်ဝန်းကြီးသည့်မန္တကင်းမန္တပိုင်းအတွက်ကျွန်တော်တို့နှစ်ခွန်ဝန်းကြီးဆိုတာပြန်ကြပေးရမယ်ဒါဆိုရင်နှစ်ပိုင်းခွန်ပိုင်းနှစ်ခွန်ဝန်းကြီးပါတဲ့အဲ့ဒီနှစ်ခွန်ဝန်းကြီးမှာမိသားစုကမှဒီအလုံးပဲကျွန်တော်တို့ဒီဘလုံးမိုင်းဒီနဲ့ဘလို့ကြပြီလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်เนาะမိသားစုကမှဒီအလုံးပဲပြသပေးမယ်တစ်ချက်ကြည့်ပြအောင်ဒီကကျွန်တော်၃ညနှစ်ဆိုရယ်၃ညထိစီရဟောဒီက၉နောက်ပဲเนาะဒီ၃လုံးပေါင်းတစ်ချက်ကြည့်အောင် ောဒီ၃ညာရေ၉ရေဟောဒီက၃ညာ၉ဆိုရယ်၉အပိတ်ရေပါတဲ့၃လုံးပေါင်းဒီ3ခန်၃လုံးပေါင်းကိုတစ်ချက်ကြည့်အောင်မိသားစုကမများ၉ရေ၃ညာရေ၉ရေဆိုရယ်ဒီ3ခန်၃လုံးပေါင်းခြင်းဒီ၈ပါ၉၃ညာ၉ဆိုရယ်3ခန်၃လုံးပေါင်းရှိ၈ရေပါဝါလမ်းကြောင်းဒီပါလို့ရလေကျွန်တော်တို့ဒီ၃လို့ရအဲ့ဒီ၃ဒီပိုင်ပတ်ဒီတစ်လုံးနဲ့ဖြစ်ပေးရမယ်ဗမာကြပေးရမယ်ဟောဒီမှာ၃ပိုင်၃ပတ်ဒီပါတဲ့ သွေးခံသုံးလုံးပေါင်းရှိရှိရဲ့ပါဝါလမ်းကြောင်းသုံးဖြစ်လို့သုံးဒီပိုင်ဘက်ဒီအနေနဲ့ဟောဒီမှာ38သုံးပိုင်သုံးဘက်ဒီထက်ကြပေးပါလိမ့်။ဒါဆိုသူ့ဘီဟန်ကိုထက်ကြည့်မယ်ဆိုရင်ဒီက60ဆိုတဲ့6အထိပ်စီးကိုဒီက8နောက်ပိန်နေပေါင်းဒီ6ဒီ8ပေါင်းချင်းဒီ4 4ကို ဟောဒီက8နေပေါင်း6 6ဆိုတဲ့သွေးခံသုံးလုံးပေါင်း2ပါတဲ့။2ရဲ့ပါဝါဒီဘာလို့ဖြစ်လဲဆိုတော့ခွန်လို့ဖြစ်ပါတယ်။အဲ့ဒီခွန်ဒီတဲ့။ ဘိုင်ဘတ်ဒီတစ်လုံးလေးဖြစ်ပေးရမယ်ဟောဒီမှာခွန်ပိုင်ခွန်ဘတ်ဒီ81ဆိုတာကြပေးပါလေဒါဆိုမိသားစုကမှများလို့ရဟာဒီမှာထပ်ပြီးတော့ကြည့်မယ်သူ့မြောင်းက3ည6ဆိုရယ်ဒီက3ညထိပ်စီအဲ့ဒီ3ညထိပ်စီဆိုတာကဟာဒီကတက်ကတော့ပေါင်းဒီ3ညဒီတက်ပေါင်းချင်းဒီတက်ပါအဲ့ဒီတက်ကိုဟောဒီက6နဲ့ပါပေါင်းနေ3ည6သုံးလုံးပေါင်းတည့်ရေ၃ညရေ၉ရေသုံးလုံးပေါင်းကြီးဒီ၃ည၃ညရေပါဝါ ငားလို့ဖြစ်တယ်အဲ့ဒီငားဒီဘိုင်ဘတ်ဒီတလုံးနဲ့ဟာဒီမှာဖြစ်ပေးရမယ်90နဲ့မှ4ငားပိုင်ငားဘတ်ဒီထပ်ဖြစ်ပြီးတယ်မိသားစုကမှတစ်ချက်ကြည့်အောင်ဗျာ381ချင်း38ထိစီထိစီ1ချင်းနဲ့မှာဖြစ်သွားပြီးတယ်တစ်ချက်ကြည့်ပြီးနော်ဒီ38ဒီထိစီနေရာမှာ1ချင်းဖြစ်လို့ဒီ3ဒီဘိုင်ဘတ်ဒီနေနဲ့ကြာတယ်ခုနေ1ချင်းဒီထိစီနေရာမှာထိစီ1ချင်းဖြစ်လို့ခုန်ပိုင်ခုန်ဘတ်ဒီနဲ့ခုန်ထိစီဆိုကြာပြီးတယ် ဟောဒီမှာ9တုံညာဝမ်းကြီးဒီထိတ်စည်းနေရာမှာ9ဘိုင်9ဘတ်ဒီဆိုပြီးတော့ကြာပြီးတယ်ဒီ3ရှစ်ကထိတ်ခွန်နှစ်ကထိတ်3ညာ9ကထိတ်ကို3ထိတ်ခွန်ထိတ်9ထိတ်လို့ပြန်ကြာပြီးတယ်ဟုတ်ပြီเนาะမိသားစုကမှမြန်ကဲဒါဆိုရင်ဟောဒီမှာတတိကံ၃လုံးပေါင်းတစ်ချက်ကြည့်အောင်ဒီ98 6ထိပ်စီဟောဒီက၄ထိပ်နဲ့တွားပေါင်းဒီ6ဒီ၄ပေါင်းချင်းဒီက၃ပါအဲ့ဒီ၃ကိုဟောဒီ1 4ဆိုရယ်၄အပိတ်နေပါပေါင်း ဒါပေမဲ့ဒါအစကမာများရေ၄၉၄ဆိုရ၃လုံးပေါင်းခြင်းဒီ၄၉၄ဆိုရ3ခန်3လုံးပေါင်းခြင်းဒီခွန်ပါဟုတ်ပြီခွန်ရဲ့ပါဝါဒီနှစ်ဖြစ်လို့နှစ်ဒီပိုင်ဘတ်တီလို့ဖြစ်ပြရမယ်ဒါဆိုရင်နှစ်ခွန်ဒီထိတ်စည်းဝမ်းခြင်းနဲ့နှစ်ဒီထိတ်စည်းလို့ကြပေးရမယ်၃ကထိတ်ခွန်ကထိတ်၅ကထိတ်နှစ်က ထိတ်စည်းလို့မိသားစုကိုမာမကြပြရမယ်ဟုတ်ပြီနော်အဲကျွန်တော်ကိုမာမအလုံးပဲ live show လေးကိုပြအောင်ကြည့်ပေါ့နော်တကွက်ကောင်းထိုးကျင်တဲ့ကိုရမရှိလေတကွက်ကောင်းမဟုတ်လားပြအောင်တော့ကြည့်ပြီနော်ကဲအားလုံးကိုထင်တာမြင်တာပြအောင်ကျွန်တော်ကပြတာပြပါမယ်ကိုကိုမာကြီးလည်းမြင်အောင်တွေ့အောင်ကြည့်ပြပါကဲဒါတော့ကျွန်တော်ဟောဒီမှာထပ်ပြီးတော့ကြည့်ရမယ်ဆိုရင်ကျွန်တော်ဒီကသုံးလုံးပေါင်းတစ်ချက်ကြည့်အောင်เนาะနှစ်ရေ၃ညရေကျွန်တော်တို့ဒီကနှစ်ရေဒေသုံးလုံးပေါင်း ဒီနှစ်ခုဝမ်းချင်းထိပ်စီးကိုနှစ်ထိပ်စီးပိုင်းနဲ့ကိုကျွန်တော်တွဲကစားရမယ်ခဏလေးနော်နှင်းတုံညာနှစ်စရယ်သုံးလုံးပေါင်းချင်းဒီပါလို့ရတယ်နှင်းတုံညာနှစ်သုံးလုံးပေါင်းချင်းဒီလေးဟုတ်ပြီဒါဆိုရင်၄ရဲ့ပါဝါ၉ဖြစ်လို့၄ကိုဒီဝမ်းချင်းလို့ဖြစ်ပေးပါတယ်ဒီနှစ်တုံညာနှစ်ဒဲသုံးလုံးပေါင်းလေး၄ကိုဝမ်းချင်းဒီသူ့ရဲ့တပင်ကျော်ဟောဒီ29ဆိုတဲ့မနက်ခင်းမနက်ပိုင်းမှာ29ဆိုတော့၉ပိုင်း၉ပတ်တိထက်ကြပေးပါတယ် ဒါဆိုသူ့ပြင်အောင်ကဒဲသုံးလုံးပေါင်းကြီးအောင်661ဆိုတာဖြစ်တယ်661ဆိုရဲဒဲသုံးလုံးပေါင်းကြီးဒီ3ပါတဲ့3ရဲ့ပါဝါ10ဖြစ်လို့38က1ချင်းကြီးလို့ကြပါသူ့ရဲ့တမင်ကျော်မှာ381ချင်းနဲ့38ဆိုတော့3ပိုင်း10ပိုင်းထက်ကြပေးပါလေတဲ့ဒါဆိုကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်အပီတီကြီးပေါ့နော်မြင်သာထင်သာရှိအောင်ပီတီကြီးပါ ဒီရဲဒဲသုံးလုံးပေါင်းကြီးဒီ93ည90ဆွဲဒဲသုံးလုံးပေါင်း93ည9ဒဲသုံးလုံးပေါင်း8လိုပဲဖြစ်တယ်။ဒါဆိုရင်8ရဲ့ပါဝါ3ဖြစ်လို့8 3ဒီသူ့တပင်ကြောမှာအော်နက်ခတ်နဲ့သွားမယ်နော်ကိုမမြန်ဒါနက်ခတ်ညကကျွန်တော်ပြောတယ်နက်ခတ်ပေါ့နော်၄နက်ခတ်က2နော်၄နက်ခတ်က2 3ရဲ့နက်ခတ်က9နော်8ရဲ့နက်ခတ်က1လို့ဖြစ်တယ်နောက်ကိုမမြန်အလုံးပဲ ဒါဆိုရင်လေးရဲ့နှကနှစ်ဖြစ်လို့ဒီမှာပါကြလဲ29ဆိုတော့နှစ်တလုံးပိုင်းထက်ကြပြီးတယ်။3ရဲ့နှက5ဖြစ်လို့ဟောဒီမှာ38 3တလုံးထက်ကြပြီးတယ်။နော်။ဒါဆိုရင်7ရဲ့နှက1ဖြစ်လို့ဟောဒီမှာပါကြပြီးလဲဆိုတော့87တတလုံးပိုင်းထက်ကြပြီးတယ်။နော်။အဲ့ဒီလမ်းကြောင်းတိုင်းပဲဆိုဒီမှာထက်ကြည့်မယ်ဆိုရင်ね698ဆိုရဲ3လုံးပေါင်း698ဆိုရဲဒဲ3လုံးပေါင်းချင်းဒီ9ပါတဲ့။ 9ရက်နှက်ခက်က3ဖြစ်လို့နှက်ခက်လမ်းကြောင်းအရာကျွန်တော်တို့ဟာဒီမှာပါကြပြီလေ94 9တလုံးပိုင်းထက်ကြပြီတဲ့၄နှက်ခက်နှစ်က၄နှစ်ဝမ်းချင်းကြောင့်29ကြာတယ်3ရက်နှက်ခက်9ကြောင့်39ဝမ်းချင်းက38ဆိုပြီးကြာပြီတဲ့ရှိရဲ့နှက်ခက်တစ်ဖြစ်လို့ရှစ်တည်ဝမ်းချင်းက81လို့ကြာပြီးတယ်ဟောဒီမနက်ခင်းမနက်ပိုင်းမှာဟာဒီမှာ9ရဲ့နှက်ခက်3ဖြစ်လို့93ဝမ်းချင်းကမနက်ခင်းမနက်ပိုင်းမှာ94လို့ကြာပြီးတယ် ။ဒါဆိုသူသူဘီအောင်မှာထပ်ကြည့်မယ်ဆိုတဲ့ဒေသုံးလုံးပေါင်းက119လို့ဖြစ်ထားတယ်။ဒါဆိုရင်ဒီဒေသုံးလုံးပေါင်းက119လို့ဖြစ်ထားတဲ့အတွက်ကြောင့်မလို့119သုံးလုံးပေါင်းချင်းဒီဘာလို့ဖြစ်ပေးရမလဲ။တစ်လို့ဖြစ်ပေးရမယ်ဟာလားသုံးလုံးပေါင်း1လို့ဖြစ်ပေးရမယ်ဆိုတော့1ရဲ့နှက်ခတ်ဒီပါဖြစ်ပြီးလေ8လို့ဖြစ်ပေးတယ်ဒါဆိုရင်1 1ကိုဒဲသုံးလုံးပေါင်း1 1ရဲ့နှက်ခတ်8ဖြစ်လို့1 8က1ချင်း နော်တေချာလေးကြည်လိုက်ရှိုးကိုတခါလေးတက်ပါတယ်ကြည်တကောက်ကောင်းထိုးမဲ့ကိုမှရှိ ရှိတယ်လို့ရမှန်ထားပြီနော်တကောက်ကောင်းထိုးခြင်းနဲ့ကိုမှရှိရှိတယ်လို့ပဲမှန်ပြီပါလို့နော်အားလုံးပဲဒါဆိုကျွန်တော်ကိုမှရီအားလုံးပဲနောက်ထပ်ဝမ်းကြီးဒီဘလိုရလဲဆိုတာကြည့်မယ်နော်အားလုံးပဲဒီမန်နဲ့ကိမန်နဲ့ပိုင်းတော့ကိုကြည့်ပြီနော်ချောင်းရည်တည့်ရည်ဒီခွာနှလုံးပေါင်းခြင်းဒီခွန်မှာဓာတိပဝါလမ်းကြောင်းဖြစ်ပါလေချောင်းရည်တည့်ရည်ခွာနှလုံးပေါင်းခြင်းဒီခွန်ပေါင်းခွန်ရဲ့ပေါင်းဝါနှစ်ဖြစ်လို့ခွန်နှစ်ကဝမ်းခြင်းမှာ ဟာဒီမှာမန္တကဲမန္တပိုင်းမှာခွန်နေဝမ်းကြီးလေးနှစ်ဝမ်းကြီးခွန်နေဝမ်းကြီးမှာနှစ်နှစ်တူပါလေနှစ်ရနှစ်ရတူတဲ့ကြောင့်မနှစ်ဒီလုံးမိုင်းကြီးနဲ့နှက်ဆက်ကိုကြပေးတယ်။ဒါဆိုဟောဒီမှာသူ့ပြန်ကိုထပ်ကြည့်မယ်ဆိုရင်ဒီက29ကိုအပိတ်ဒီက3ည9ဘိန်9ဘိန်နဲ့တွားပေါင်း3ည9ဆိုရယ်9ဘိန်နဲ့တွားပေါင်းဒါဆိုရင်9ရ9ရခွာနှလုံးပေါင်းချင်းဒီ10ပါရှိရပါဝါ၃ဖြစ်လို့ပါဝါလမ်းကြောင်းနှစ်ခက်လမ်းကြောင်းနှစ်ခုကြည့်လိုက်ပါ 35ဆို35ဝါးချင်းက3တလုံးက83ဝါးချင်းနဲ့3တလုံးတူတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့3 3ဆိုတဲ့3တလုံးပိုင်းလေဟာဒီမှာ38လို့ကြာပြီးတယ်နော်3တလုံးပိုင်းဒါဆိုသူ့မိအောင်ထက်ကြည့်မယ်ဆိုဒီက38ရှစ်ပိတ်ကိုဟောဒီက98ဆိုရဲရှစ်ပိတ်နဲ့တွားပေါင်းပါဒီရှစ်ဒီရှစ်နောက်ပိတ်နှလုံးပေါင်းခြင်းဒီပါလို့ရလေ6ဆိုတာရရ6ရဲ့ပါပါ1ဖြစ်လို့6 1ဒီ1ချင်းမှာ8 1ချင်း6 1ချင်းမှာ တစ်ပိုင်းတစ်ပိုင်းတူတဲ့အတွက်ကြောင့်မလို့81လို့ကြပေးပါတယ်နော်81လို့ကြတယ်လေးနှစ်ဝမ်းကြီးနက်ကတာအရှိကနက်ခတ်ဝမ်းကြီးဒါကပါဝါလမ်းကြီးပါဝါဝမ်းကြီးအဲ့ဒီမှာကျွန်တော်နက်ခတ်ဝမ်းကြီးမှာနှစ် ပါဝါဝန်ကြီးမှာလည်း2ဖြစ်တဲ့ကြောင့်မို့2တလုံးပိုင်းနက္ခတ်ဝန်ကြီးမှာ3ပါဝါဝန်ကြီးမှာလည်း3ပိုင်းတဲ့ကြောင့်မို့3တလုံးပိုင်းကြပြီးတယ်နက္ခတ်ဝန်ကြီးနဲ့ပါဝါဝန်ကြီးမှာ1 1ဒုတိယတဲ့ကြောင့်မို့1တလုံးပိုင်းနဲ့ကျွန်တော်တို့မနက်ခဲမှာကြပြီးတယ်ဒါတော့ဒီကကျွန်တော်81 1အပိတ်ရှိတယ်ဒီက190 9ပိတ်ရှိပါတယ်ဒါဆိုရင်ဒီ1 1ကိုခွာနှလုံးပေါင်းခြင်းဒီဘာလို့ရလဲ3ညလို့ရပါတယ် ။သုံးညရဲ့ပါဝါသည်9လို့ဖြစ်တယ်။ဒါဆိုနက်ခတ်ဝါချိန်မှာက9၊သုံးည9ဝါချိန်မှာက9 9 9တူတဲ့အတွက်ကြောင့်လို့မနက်ခင်းမှာ9တလုံးဆွဲသွားတယ်။မနက်ခင်းမနက်ပိုင်းမှာ90လို့ဆွဲသွားတယ်။ဟုတ်ပြီနော်။ကဲဒါဆိုကျွန်တော်ကိုမရီအားလုံးမေဟာဒီသူ့ပြောင်းမှာထပ်ပြောကြည့်မယ်ဒီမနက်ခင်းမနက်ပိုင်းအတွက်နော်။တကောင်းထိုးချင်တဲ့ကိုယ်မရှိရင်ရှိတယ်လို့ပဲမှန်တာပဲ။ဒါဝင်လာခဲ့ပြီနော်။ငယ်တဲ့အားပေးတဲ့ကိုယ်မရှိရင်လည်းဝင်လာခဲ့ပြီပဲဗျ။နော်ကဲလမ်းမလေးတောင်ပြပါလိုက်လမ်းမလေးအားလုံးပဲ။ ကဲနဲ့မနေ့ရသေးတဲ့ကိုရီမအရှင်နေပေးခဲ့ပါလို့เนาะကိုကြည့်တဲ့မနေ့ပင်တို့လမ်းမရနှစ်ချက်သုံးချက်တစ်တိုက်တောက်ပေးပါဗျာเนาะကဲဒါကျွန်တော်မိသားစုကမှအစ်တဲ့ဒကကောင်းနှစ်ကောက်ကောင်းလေးချိုးခြင်းနဲ့ဆိုလဲလာရှိုးလေးကိုပြီးအောင်ကြည့်ပေးပါเนาะအားလုံးပဲဟုတ်လားကဲဒါတော့ကျွန်တော်ဒီမှာတက်ပြီးတော့ချိန်ပါမယ်တဲ့ဒီက94ငါ၄ဘိတ်ရှိပါတယ်14ဆိုရ၄ဘိတ်နဲ့ပေါင်းပါတဲ့ဒီ၄ဒီ၄ခွာနှလုံးပေါင်းချင်းဒီပါလို့ဖြစ်လဲဆိုတော့၈လို့ဖြစ်တယ်၈ရဲ့ပါဝါ3 8 3က1ချင်း ဒါဆိုရင်ရှစ်သုံးကဝမ်းကျင်းမှာပေါ့လက်ခံဝမ်းကျင်းဒီရှစ်ဖြစ်ပါတယ်ရှစ်တရှိရှစ်ဝမ်းကျင်းပေါ့နော်ပါဝမ်းကျင်းမှာလည်းရှစ်တလုံးဖြစ်ပါတယ်ဒါဆိုရင်ရှစ်ရှစ်ဆိုတော့ရှစ်တလုံးက2ပါတယ်ကျွန်တော်တို့ဒီမှာဒီနှစ်ဒီကထိတ်စည်းနေရမှာပေါ့နော်ပြောချင်တာကဘယ်မှဒီအားလုံးတင်ထိုးရမယ်ခဏလေကိုယ့်ကိုကြည့်ပေါ့ဗျာเนาะကျွန်တော်ပြောတာကြီးပဲမဆောင်နေပါလားကိုယ့်ကိုတင်ထိုးခြင်းနဲ့ခဏရှိတင်ကြည့်လိုက်ကြည့်ပေါ့เนาะဒါဆိုကျွန်တော်နှစ်ခုဝါးချင်းမှာနှစ်ထိပ်စီနှစ်ထိပ်စီကျွန်တော်တို့ရှစ်တီလုံးပိုင်းလို့ဖြစ်ထားတယ် နော်နှစ်ထိပ်ကြီး၈ဘိတ်လို့ဖြစ်ထားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကမှ၄တဲ့ဒီမှာဘယ်လိုရလဲဆိုတော့ဇောင်းပေါင်းချင်းဒီတက်ကတက်ပရိတ်ဇောင်းပေါင်းချင်းဒီရှစ်က၈ပရိတ်ဇောင်းပေါင်းနှစ်ပြားပေါင်းချင်းဒီ၉က၉ပရိတ်ဇောင်းပေါင်း၃ညဖြစ်လို့၃ညပရိတ်မနော်ဇောင်းပေါင်းတက်ကတက်ပရိတ်ဇောင်းပေါင်း၈ဖြစ်လို့၈ပရိတ်ဇောင်းပေါင်း၉ဖြစ်လို့၉ပရိတ်ဇောင်းပေါင်း၃ညဖြစ်လို့၃ညပရိတ်ဆိုရင်ရှင်းသားကြီးနော်အကူမများအဲ့ဒါတော့ကျွန်တော်ဒီမှာကနန်းလေးကိုတစ်ချက်စီပြီးမယ်လိုက်ရှိုးလေးကိုပြီးအောင်ကြည့်တစ်ခွက်ကောင်းနှစ်ကောင်းထိုးမယ်ကိုမှိုင်းလေးနော် နိခွန်ကထိပ်စည်းဖြစ်ပါတယ်183เนาะဒါက183ဒါကအပိတ်ကီးပေါ့เนาะဒါဆိုရင်နိခွန်ထိနေကျွန်တော်တို့တွက်မယ်เนาะအားလုံးပဲဒါဆိုရင်နိခွန်ထိနေတွက်ပါမယ်ဟာလားနိခွန်ထိနေတွက်မယ်ဒါဆိုဒီနှစ်နဲ့ပတ်သက်ပြီး183တိရှိတုံကရမှာပေါ့နော်။အဲ့တော့28ကအကောင်းဆုံးတော့28ဖို့သူမှတင်ပေးမယ်။28 21 23ဟာလား။ဒါဆိုကျွန်တော်ခွန်နဲ့ပတ်သက်ပြီးကြည့်မယ်တိရှိတုံ။ အဲ့တော့ကျွန်တော်83 10ပြည့်ကိုပုံမှန်တင်မယ်။နှစ်ပြည့်ရောကျွန်တော်ကမာရီ81 80နဲ့8ဟာလာကမာမြညရလာမသိဘူးနော်။အပီတီကြည်ပါလမ်းမလေးထောင်ပြီးပီပီကြည်အပီတီကြည်ပါရှိပါတယ်ညီလေးဟုတ်ကဲ့ပါကြိုက်ကြိုက်တယ်လို့မှန်ကဲ့ကျွန်တော်ပြတာပြီးတာပြိပါတခါတည်းချပြပြီးနေနော်။အကိုဒီမာရီပြိပါတခါတည်းချပြပြီးတယ်။အဲ့ဒီရှင်းတာတော့ဘာမှရှိတော့အဲ့ဒီတည်းရှင်းတာမရှိတော့ဘူးနော်။28မှတ်ထားပြီးတင်ထိုးလို့ရအောင်မှတ်ထားပြီးနော်။28တကွတင်ထိုးလို့ရအောင်မှတ်ထားပြီး 39လဲထည့်ကစားပါ93เนาะအဲဒီမှာကျွန်တော်ထပ်ပြတာပြီးမယ်အပီးဒီကြီးပြီးเนาะအားလုံးပြီးမမီရဘူးတဲ့เนาะမမီရရဲ့ screen shot တစ်ခါလေးရိုက်เนาะမမီရရဲ့ screen shot တစ်ခါလေးရိုက်အဲစိန်ခေါ်ပတ်ဒီเนาะဘူးမကျော်မွေးပတ်ဒီနဲ့မကွက်ကြီးထားတဲ့ကိုဒီမိုင်းเนาะဟိုကျွန်တော်ပို့လို့မရတဲ့ကိုဒီမိုင်းလည်းရှိတယ်ဟောဒီမှာเนาะဒါဒီကက်ပဲသုံးလို့ရကျွန်တော်ဒီမှာမိုင်းတဲပဲအစင်ပြေတယ်ဗျာ message viber เนาะမိုင်းတဲပဲအစင်ပြေလို့မိုင်းတဲနဲ့ပဲလုပ်ဝေးထားပါတယ်663 436 8396ဒါမိုင်းတဲကက်ပေါ့เนาะ အဲဒါ massive viber သမိုင်းကျွန်တော်တို့အလားနဲ့ပဲစဉ်ကြည့်လို့နော်အဲနေတဲ့ကိုဒီမိုက်တခါတည်းမှန်နော်တခါတည်းမှန်တခါတည်းပြတာပြီးမယ်မစင်းတော့နဲ့ live view btg ပါမြင်ရလားမသိဘူးနော်စကွန်ရှက်တခါတည်းရည်ယူနော်ကဲဒါနောက် site ကိုပြပြီးမယ်နော်ကျွန်တော်ကြာရောကြာစီရင်ကြာလာတဲ့ဟာလေးတွေပြတာပြီးမယ်ခုနကလည်းကောင်းတယ်နော်28ဆိုရယ်ကလည်းကောင်းတယ်28ဆိုရယ်ကလည်းကောင်းပါတယ်ကဲဒါကျွန်တော်ဒီမှာပြတာပြီးမယ်နော်အားလုံးမင်းတစ်ချက်ကြည့်ပြီးပါ တစ်ချက်ကြည့်ပြပါနော်မိသားစုကမှအများလုံးပဲဒီကနှစ်ရ6ရဇောင်းပေါင်းခြင်းဒီဘာလို့ရလဲရှစ်လို့ရဟာလားနှစ်ရ6ရဇောင်းပေါင်းခြင်းဒီရှစ်ပါတဲ့ရှစ်ရနှစ်ခက်ကတစ်ဖြစ်လို့เนาะဒါကအတန်ပေါ့ဗျာเนาะဇောင်းပေါင်းခြင်းဒီရှစ်ရှစ်ရနှစ်ခက်တစ်ဖြစ်လို့တဲ့ဘယ်နှလုံးပေါင်းခြင်းဒီရှစ်တစ်အတန်လို့မိသားစုကမှညံဖြစ်ပြရလေဆိုတော့ဟောဒီနှလုံးပေါင်းခြင်းဒီရှစ်တစ်ဆိုတဲ့အတန်ပြန်ဖြစ်ပြရ နော်ဇောင်းပေါင်းချင်းဒီရှစ်ကိုနှစ်ပြားပေါင်းချင်းဒီဒီနှလုံးပေါင်းချင်းဒီရှစ်တန်တက်တန်လို့ဖြစ်ပါတယ်ဒါဆိုရင်မိသားစုရဲ့အကိုရမတွေအားလုံးပဲတဲ့ဇောင်းပေါင်းချင်းဒီရှစ်ကိုနှစ်ပြားပေါင်းရှစ်တန်ဖြစ်အောင်နှစ်ပြားပေါင်းဘာတန်ဖြစ်လဲဆိုရှစ်တန်လို့ဖြစ်တယ်ဒါဆိုရင်လည်း6ရှိလို့ရှစ်တန်ဖြစ်အောင်ဘာလို့ထည့်သွားလဲဆိုတော့နှစ်လို့ထည့်သွားတယ်နော်ထိပ်စည်းလိုင်းကြောင်းလေးတစ်ချက်ကြည့်ပြီးနော်ဒါဆိုရင်နှစ်ထိပ်လို့ထည့်သွားပြီးဟောဒီမှာ မနက်ခင်းမနက်ပိုင်းเนาะနဲ့ထိတ်လို့ထဲသွားပြီးရဲ့ဒါဆိုသူ့ဘီယံကိုထပ်ကြည့်မယ်ဆိုရင်ကျွန်တော်ရင်မိသားစုကမှအားလုံးပဲဒီက6ရေဒီက9ရေဒီဆောင်ပေါင်းချင်းဒီပါလို့ရလေ6ရေ9ရေပေါင်းချင်းဒီ9ပါတဲ့9ရေနှက်ခတ်က3ဒါဆိုရင်9 3အတန်ဖြစ်ပြရမယ်ဘယ်နှလုံးပေါင်းချင်းလဲဆိုတော့ဟောဒီနှလုံးပေါင်းချင်းဒီ9 3တန်လို့ဖြစ်ပါဒါဆိုရင်ဒီမှာနှက်လို့ရှိတယ်တဲ့ဒီက3နဲ့ပေါင်းချင်းဒီပါတန်လေ ငါးတန်ဖြစ်လို့ဟာဒီမှာ၃ထိတ်ဒါဆိုရင်ထိတ်သေးဒီဒုတိယကြိမ်၃ဆိုရဲထိတ်စီဟာဒီမှာကြပြီးတယ်เนาะဆောင်းပေါင်းချင်းဒီငါးကိုတဲ့နှစ်ပြားပေါင်းငါးတန်၃တန်ဖြစ်ပြရမယ်ဘာတန်ဖြစ်တာလဲနှစ်ပြားပေါင်းငါးတန်လို့ဖြစ်လို့၃ထိတ်စီဟုတ်ပြီเนาะကေတာဒီမှာထပ်ကြည့်မယ်ဆိုရင်ဒီကနှစ်ရဲ့ဒီကရှိရဲ့ဆောင်းပေါင်းချင်းဒီပါလေနှစ်ရဲ့ရှိရဲ့ဆောင်းပေါင်းချင်းဒီ၃ညပါတဲ့၃ညရဲ့နှက်ခတ်ဒီခွန်ဖြစ်လို့၃ညခွန်အတန်ဖြစ်ပြရမယ် ဘယ်နှလုံးပေါင်းခြင်းလဲဆိုတော့ဟောဒီနှလုံးပေါင်းခြင်းဒီတုံညခွန်ဆိုတဲ့အတန်ဖြစ်ရမယ်ဒီမှာသုံးရှိလို့ဟောဒီမှာခွန်ကတ်ထားတာဘာတန်လဲဆိုတော့တုံညတန်ဒီခွန်ရှိလို့တုံညတန်ဖြစ်အောင်ဒီမှာဘာထည့်ထားလဲဆိုတော့ခွန်လို့ထည့်ထားတယ်ဒါဒီခွန်ဒီထိတ်စည်းပါတယ်ဒီမှာထိတ်စည်းထက်ကြပေးတာဒီပေါင်းခြင်းတုံညတန်ဖြစ်လို့ခွန်ထိတ်စည်းဟုတ်တယ်နော်ဒါဆိုဒီမှာထပ်ပြီးကြည့်မယ်ဆိုဟောဒီက3ရင်ဟောဒီက1ရင်ဇောင်းပေါင်းခြင်းဒီ ဒါဆိုရင်ဇောင်းပေါင်းချင်းဒီလေလေးရဲ့နှက်ခတ်နှစ်တန်ဒါဆိုရင်လေးနှစ်အတန်ဖြစ်ပေးရမယ်ဘယ်နှလုံးပေါင်းလဲဆိုဟောဒီနှလုံးပေါင်းလေးနှစ်အတန်ဖြစ်ပေးရဒါဆိုရင် ပေါင်းချင်းကိုတစ်ချက်ကြည့်ပြီးမိသားစုကမှအားလုံးပဲကဲမင်္ဂလာပါเนาะအားလုံးပဲမြင်ရလားမသိ9နိုင်ခွဲဟုတ်ပြီเนาะ9နိုင်ခွဲက80နဲ့ခွန် တက်ဟုတ်ပြီ10ပြိတ်เนาะဒါဆိုကျွန်တော်ဟောဒီမှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်ကမာဒီတဲ့ဇောင်းပေါင်းချင်းဒီလေလေးနှစ်အတန်းကိုနှစ်ပြားပေါင်းလေးနှစ်အတန်းဖြစ်ရ ဒါတွေခွန်ရှိတယ်ဟောဒီကနှစ်တန်ဖြစ်အောင်ဗာထည့်ထားလေဆိုတော့9လို့ထည့်ထားတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ကမာလီ9ဒီထိစီတဲ့ဟုတ်ပြီနော်ကမာလီဟာဒီမှာဇောင်းပေါင်းချင်းဒီ၄နှစ်တန်ကိုခွန်ဒီမှာခွန်နေ9နဲ့ပေါင်းချင်းဒီပါတယ်လေနှစ်တန်ခွန်ရှိလို့နှစ်တန်ဖြစ်အောင်9ထိလို့ထည့်ထားဟောဒီမှာ94ဟုတ်ပြီနော်ကေတာဟိုဒီမှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်ကမာလီဒီမှာထိစီလေးဟောဒီခွန်ဟောဒီက၄ရဲ့ဇောင်းပေါင်းချင်းဒီဒီခွန်ဒီ၄ပေါင်းချင်းဒီ1 တိရဲ့နှက်ခတ်ကရှိဖြစ်လို့ဟာဒီနှလုံးပေါင်းခြင်းဒီတိရှိအတန်ဖြစ်ရမယ်။ပေါင်းခြင်းတဲ့တစ်တန်ရှစ်တန်ဖြစ်ပြရမယ်။ဒါဆိုရင်ဒါဆိုကမာရီဟာဒီမှာ9လို့ရှိထားတဲ့တစ်တန်ဖြစ်အောင်နှစ်ပြားပေါင်းတစ်တန်ဖြစ်အောင်ကျွန်တော်တို့6လို့ထည့်ပါ။ဟုတ်ပြီနော်။ဒါဆိုရင်9ကိုနှစ်ပြားပေါင်း8တန်ဖြစ်ပါဆိုရင်ကျွန်တော်တို့3လို့ထည့်။ဒါဆိုရင်6 3ဒီပါဖြစ်ပြရမလဲ။ကျွန်တော်တို့ဒီထိပ်စီးလို့ဖြစ်ပြရမယ်။ ဒါဆိုထိပ်သီးဝင်မဲ့နေရာမှာဆိုကျွန်တော်တို့6တန်3တန်6ထိပ်3ထိပ်ပေါ့နော်6ထိပ်3ထိပ်လို့ဖြစ်ပြရဟုတ်ပြီလားအပေါ်ပြင်ပေါ်တိုင်းကြတာဟာဒီမှာ2က2ထိပ်ကြောင့်29 3ထိပ်ကြောင့်38 9ထိပ်ကြောင့်87 5ထိပ်ကြောင့်54လို့ကြပြီးတယ်ဒါဆိုအဲ့ဒီမှာအာရီကဏ္ဍကိုကျွန်တော်တို့ဒီဘလိုချုပ်သွားလေးဆိုတော့ကျွန်တော်ရေမိသားစုမှာတစ်ချက်ကြည့်ပြီးတစ်ချက်ကြည့်ပြီးเนาะအားလုံးပဲပြတာပြီးမယ်ဒီမှာ29 38 87 54ဟုတ်ပြီနော်အဲ့ဒီလေးချက်ကိုတစ်ချက်ကြည့်ပြီးအပေါ်ပင်ပေါ်တိုင်းပဲကြည့်မယ်နော်ကျွန်တော်ဒီကားတဲ့ကိုမတွေအလုံးပဲ3ညာနှစ်ဆိုရင်နှစ်အပိတ်ရဲ့ဒီက6အပိတ်ရဲ့ပေါင်းချင်းဒီဒီနှစ်ဒီ6ဇောင်းနှလုံးပေါင်းချင်းဒီပါလို့ရလေကျွန်တော်ရေမိသားစုကိုမတွေရှစ်လို့ရဟုတ်ပြီရှစ်ရဲ့နှက်ခတ်ကတစ်ဖြစ်လို့တဲ့ရှစ်တစ်ကားပေါင်းချင်း break ဆိုတာဖြစ်ပြရမယ် ဒါဆိုရင်လည်းပေါင်းခြင်းပြိတ်တီ၈၁ break လို့ဖြစ်ပေးရပါမယ်။ထိပ်ကြီးဒီနှစ်ထိပ်နဲ့ဟာဒီမှာပါကြပြီလည်း၂၉၁ break ပါတဲ့နှစ်ထိပ်စီ၁ break ဖြစ်ဖို့အတွက်၂၉ဆိုပြီးတော့ကျွန်တော်တို့ကြပေးပါတယ်။နော်၈၁ break နဲ့ဒါဆိုရင်သူ့ပြန်ကိုထပ်ကြည့်မယ်ဆိုရင်ဒီက61တစ်အပိတ်ရှိတယ်တဲ့ဒီက၃ညထိပ်နေပေါင်းပါဒါဆိုရင်ဒီနှလုံးပေါင်းခြင်းဒီတစ်၃ညဇောင်းနှလုံးပေါင်းခြင်းဒီက1ပါတဲ့တည့်ရနှက်ခတ်က10ဖြစ်လို့18ဒီပေါင်းခြင်း break ဖြစ်ပါဆိုတော့ကျွန်တော်ကမှဒါဒီ BK break ဖြစ်ရမယ်ဒါတို့ဒီမှာပါကြသွားလေ38ဆိုတော့1ဘိတ်ပါတဲ့3ထိပ်စီကို1ဘိတ်နဲ့30နဲ့မှ8ဆိုပြီးကြာသွားပြီတဲ့နော်ထိပ်စီလမ်းကြောင်းနဲ့နောက်တော့ဘိတ်လမ်းကြောင်းနဲ့တစ်ခါတည်းချုပ်ပြီးသားပါဒါတို့ဟောဒီမှာထပ်ကြည့်မယ်ဆိုရင်ဒီ3ည96အဘိတ်ကိုတဲ့ဒီက6ထိပ်နဲ့ပေါင်းပါဒီ6ဒီ6ဇောင်းပေါင်းနှလုံးပေါင်းချင်းကြီးတဲ့8ဆိုတာဖြစ်ပါလေ8ရဲ့နက်ခတ်ကတစ်ဖြည့်လို့8တစ်ဒီဘာဖြစ်ပြီးမလဲဆိုတော့ ပေါင်းခြင်းပရိတ်ဖြစ်ပါတဲ့။ဒါဆိုရင်ပေါင်းခြင်းပရိတ်ဖြစ်သည်ဒီမှာခွန်သည်ထိတ်စည်းလို့ရှိထားတယ်။ဒီမှာ97ဒီပါပရိတ်လေရှစ်ပရိတ်ပါခွန်ထိတ်ကိုရှစ်ပရိတ်နဲ့ဆိုတော့ကျသွားတဲ့ကဏ္ဍဒီကျွန်တော်ဒီ97ဆိုတာဟောဒီမှာကြပြီးပါတယ်90နဲ့မှာတက်ဖြစ်ပါတယ်တဲ့။ကဲဒါဆိုမိသားစုကမှရအောင်မေဟာဒီမှာထပ်ပြီးရောကြည့်အောင်။ကြိုက်ရင်ကြိုက်တယ်လို့ပဲမှတ်ခဲ့နော်ကိုမရီအလုံးအမြင်လေးကိုပြသပါပြီ။ကဲဒါဆိုဟောဒီမှာထပ်ပြီးရောကြည့်မယ်ဆို98ကရှစ်အပိတ် ရှိပါတယ်ဒီကကျွန်တော်တို့ တစ်ထိန်နဲ့ပေါင်းပါတယ်။ကဲဒါဆိုရင်မိသားစုကိုမှဒီအားလုံးပဲဒီရှိတီတဲ့ဇောင်းပေါင်းချင်းဒီပါလို့ရတယ်။ရှိရဲ့တဲ့ရဲ့နှစ်ပြားပေါင်းချင်းဒီ6ပါ။6ရဲ့နှက်ခတ်က6ဖြစ်လို့6 6ကပေါင်းချင်း BK ပြိတိဖြစ်ကဒါဆိုရင်ပေါင်းချင်း BK ပြိတိဒီကျွန်တော်6 6ပြိ5ထိပ်ကြီးရှိထားတယ်54ဆိုတော့6ပြိပါ5ထိပ်ကြီး6ပြိဖြစ်လို့တဲ့ဟာဒီမှာဗာကြသွားလေ54 6ပြိလို့ကြာသွားပြီတဲ့ ငါးထိပ်ကြီးကိုဂိုးပလေးဖြစ်ဖို့အတွက်60လေးလို့ဟောဒီမှာကြသွားပြီတဲ့ဆိုတော့ကျွန်တော်တို့ဒီမှာဆိုကောမအမြ63ဒီထိပ်စီပရိတ်ကိုတစ်ချက်ကြည့်ပြီเนาะဘာပလေးဖြစ်ပြီးမလဲတစ်ချက်ကြည့်ပြီပရိတ်ကလေးကိုတစ်ချက်ကြည့်ပြီးကောမအများအလုံးပဲကဲအလုံးပဲတစ်ချက်လေးဝင်လာခဲ့ပြီမယ်လက်မလေးထောင်လာပြီမယ်မိသားစုကောမအများเนาะလက်မလေးရဲ့မထောင်ရသေးကောမရှိရထောင်လာပြီပါအောင်เนาะဟုတ်ပြီเนาะ28လည်းမိမယ်เนาะကျွန်တော်ကတုံညာပရိတ်ပြပေးထားတယ်အဲ28လို့83လို့တင်ကစားပါလို့เนาะ83 33က အာထိုးပြီးဘူကောင်းပါရင်နောက်မိသားစုကမှမြန်ကနန်းကရာစာမရှိဘူးဒါလက်ခံပြီးလို့ရတယ်ဒါဆိုကျွန်တော်ကြည့်အောင်တစ်ကိုးဆွဲကိုးအပိတ်ရှိတယ်ဗျာဒီကတစ်ထိတ်နေပေါ့ဒီတစ်ဒီကိုပေါင်းချင်းဒီတုံညပါတဲ့ဒါဆိုရင်နက်ခတ်လမ်းကြောင်းရတုံညရဲ့နက်ခတ်ကခွန်လို့ဖြစ်တယ်ဒါဆိုရင်ပေါင်းချင်းဗရိတ်ဘရိတ်ဒီတုံညာခွန်လို့ဖြစ်ပြရမယ်။ဒါဆိုရင်ပေါင်းချင်းဘရိတ်ဘရိတ်ဒီတုံညာခွန်ဘရိတ်လို့ဖြစ်ပြရမယ်ဆိုတော့မိသားစုကမာရအားလုံးပဲ။ဟောဒီက၆ထိပ်စီတုံညာဘရိတ် ရှင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီတစ်ချက်ကြည့်မယ်နော်64ဒဲ့ပဲနော်64ရဲ့ကျွန်တော်တို့ခွန်ပရင်းဖြစ်ဖို့အတွက်ဆိုရင်ပါဝါ60ကြီးနော်ဒါဆိုဒီက3ကိုတဲ့3ညာပရင်းဖြစ်ပါဆိုရင်ကျွန်တော်ဘာဖြစ်ပြရမလဲ3ထိပ်စီ3ညာပရင်းဖြစ်ဖို့3ညာခွန်ဟုတ်ပြီနော်ဒီ3ကိုကျွန်တော်ခွန်ပရင်းဖြစ်ဖို့အတွက်ဆိုရင်34ဒီ30ခွန်ကကျွန်တော်ကျွန်တော်ကအပြရတယ်ထင်ပါပါတယ်နော် မိသားစုကမှများအလုံးမေ83စွာပါတယ်အဲ့ဒါအာထိုးပေးပါဘာလို့လဲကျွန်တော်ဒီမှာတပေါင်းစမ်းတစ်ကွက်ကောင်ကျွန်တော်ပြပေးတာကထိတ်ကြီးလမ်းကြောင်းနေရာမှာခွန်ထိတ်ကြီး3ပိတ်နဲ့83ဒီမှာကျတော့ကျွန်တော်3ထိတ်ကြီးကိုတုံညာပြိဖြစ်လို့30ခွန်လို့ဖြစ်နေတယ်အဲ့ကြောင့်ဒီလောက်ကမှညာလုံးဒီ30ခွန်ကတော့ဇာတူအားပြီးနော်မိသားစုမှာအပန်းမကြီးအဲ့ဒီကနေတစ်ခွက်ကဇာတူအားလိုက်ဘာမှမဖြစ်ပါဘူးနော်ကဲဒါတော့မိသားစုကမှညာလုံးပဲကျွန်တော်တစ်ချက်လေးပြသားပြီးမယ်နော်အားလုံးပဲတစ်ချက်လေးကြည့်ပြီးပါစီပြီးမယ်စီပြီးမယ်တစ်ခွက်ကောင်းလေးကစီပြီးမယ် အဲဒါမှမဟုတ်မစီပေးခင်မှာမိသားစုမမတွေအားလုံးပဲကျွန်တော်တို့ခုဆက်ပြီးတော့ကျွန်တော်ပို့ပေးနေတဲ့ကက်ကလေးပေါ့နော်အဲစိန်ခေါ်ပတ်တီးတလုံးပေါ့နော်မဖြစ်မထွက်ပြရမယ့်စိန်ခေါ်ပတ်တီးတလုံးနဲ့မွေးကကိုကျွန်တော်ကမတွေအားလုံးပဲဗျာပေးလဲတော့ကျွန်တော်663 46 836အဲ့ဒီကက်ကကျွန်တော်ပို့ပေးပါတယ် message ရှိ message ပပါရှိပပါပေါ့နော်ဒီကက်နဲ့စင်ပြောင်းပို့ပေးပါတယ်နော်ဒါဟူးမှုကြောင့်စိန်ခေါ်ပတ်တီးတလုံးနဲ့မွေးကပါကျွန်တော်ကမတွေအားလုံးပဲနော်ကြမြားတဲ့ကမရှိနော် အခုဒီကလာယူရပါတယ်ကဲကျွန်တော်ဒီမှာ chat စီပြင်မယ်နော်အဲဆိုက်ကောပါတီတစ်လုံးနဲ့မျိုးပကမျိုးကပဲပြီးတာနော်ဒါကကျွန်တော်ဥမာအားလုံးပဲပုံဝင်လေးခိုင်ပြောထားတာပါဒါဆိုကျွန်တော်တို့ကနာကကျွန်တော်တင်ကစားရမယ်ကနာကနော်28 28တင်ကစားနော်28ပြီးတော့ကျွန်တော်တို့ဗာလေကျွန်တော်ထားပါတော့83မထား83 30ဒါကဇာတူလေးအားပြီးမိသားစုကမှမြန်နော်83 30ဇာတူလေးအားကစားပြီးပါ28ရယ်နော် ဗရိတ်ကျွန်တော်ပြောပြမယ်เนาะဗရိတ်ဒီ၃ညဗရိတ်၃ည BK ကြိုက်တယ်ဗျာဗရိတ်ကတော့အမှန်ကန်ဆိုရင်တော့၃ညခွန်ဗရိတ်ပေါ့เนาะ၃ညခွန်ဗရိတ်က၃ညဗရိတ်တစ်ခုပဲကျွန်တော်ဒီကကြိုက်တယ်ရံမယ်ဆိုတော့ရံမယ်ဆိုတော့ကျွန်တော်ပါလဲဗရိတ်ဗရိတ်ခွန်ပေါ့ရံပေါ့เนาะရံမယ်ဆိုဗရိတ်ခွန်ပဲရံပေါ့ရံမယ်ဆိုရင်ဗရိတ်ခွန်ကိုရံတခါလေးရေးပြမယ်เนาะအဲ့ဒီမှာကျွန်တော်ခဏရေးပြမယ်เนาะ တဲ့ကိုမြားခဲ့ပေါ့နော်တဲ့တဲ့တာတို့ဒီဘောကဏ္ဍတော့သာတူအားပါနော်ကဏ္ဍရာသာမရှိဘူးဗျ87နစတိနောက်က64 64 64 64နောက်က34 နော်ဒါလေးကိုအာဘဘခေပါဒါလေးကတော့အာဘဘခေပြီးဘောကနန်းနှစ်ခုကိုကျွန်တော်မိသားစုကျွန်တော်ပြောရတဲ့အတိုင်းပဲလုပ်နော်ဒီ83ကတော့ဇာတူအာပြီးပါ28ကောင်းပါတယ်ဒီနော်28ကောင်းတယ်ကျွန်တော်83ကောင်းတယ်နောက်ကမှများလုံးပဲအဲ့ဒီ9နိုင်ခွဲကနန်းနေချိတ်ပြီးထူတာပို့ပြီးအားရှိရပို့ပြီးတော့ကြိုက်တယ်ပေါ့ဗျာနောက်မိသားစုကမှ64 ဟုတ်တယ်60ပြီ30ခုကောင်းတယ်အဲ့ဒီကနေကောင်းပါတယ်ပြိတိ39ခွန်ပြိတိဖြစ်ပါတယ်39ပြိတိခွန်ပြိတိဖြစ်ပါတယ်မိသားစုကမှများအလုံးပဲကုမနဲ့အတွက်လာကိုဟုတ်တယ်အခုကျွန်တော်ကမာရီကုမနဲ့12နာရီတမိနစ်အတွက်ကျွန်တော်ပြသပေးတာပါဒါကတကျွန်တော်ကမာရီတပြားချမ်းမှထည့်မလို့ပေးနေနော်နေတိုက်ကိုဒီမာရီအလုံးပဲပုပ်ဝင်လင်းလင်းပြောတာဒါတပြားမှထည့်မလို့ပေးပါနဲ့ကိုရရင်ကိုယူသွားပါစေနာနဲ့ပြသပေးတာပါပုပ်ဝင်လင်းပြောတာပါနော်ကဲကိုရရင်ကိုယူသွားပါနော်ဟုတ်လား ခင်အားလုံးပဲအစီအမင်းကြပါသည်မိသားစုကမိုင်အားလုံးပဲအားလုံးလည်းပေါ့ကြပါသည်ဗျနော်စေကုံမင်းသမားတွေအားလုံးလည်းသူလာယူရပါပြီကဲကျွန်တော်ကမာရီအားလုံးပဲအစီအမင်းကြပါသည်ပေါ့ကြပါသည်ဗျ channel လေးကိုမတ်ဒီကမိုင်အားပါလမ်းမလေးမထောင်ရသေးကျွန်တော်ကမာရီလမ်းမလေးထောင်ပေးခဲ့ပါဗျအခုကြည့်တဲ့မျက်နှာမျိုးလေးကိုလမ်းမလေးနဲ့ခြေထောက်ဆက်ဆက်လေးတောက်ပေးခဲ့ပါလို့နော်ကမာမြန်ကဲပေါ့ကြပါသည်ဗျ